အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ရန်ကုန်မင်္ဂလီအမြန်လမ်းမပေါ်မှာခီးသည့်တင်မော်တော်ယာဉ်တစီးမိလောင်မှုဖြစ်ပွားခဲ့တဲ့ဆိုတဲ့တဲ့မှာရန်ကုန်မင်္ဂလီအမြန်လမ်းမမိုင်နိုင်အမတ်214မြေဆောင်6မှာမလ10ရက်နေ့ညနေ4:00ခန်းကညမန္တလာထွန်းခီးသည့်တင်ရင်ဟာအင်ဂျင်ကန်အပူလွန်ကဲရာကနေတဆင်မိလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့အမြန်လမ်းမီတက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ အင်ဂျင်ကန်းကနေမိခိုးစထွက်လာချိန်မှာရင်မောင်းဖြစ်သူကမော်တော်ယာဉ်ကိုရပ်တန့်ခဲ့ပြီးခီးသည်တွေကိုရင်မော်ကနေအရေးပေါ်ထွက်ခွာခိုင်းချိန်မှာမီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။မီးလောင်ကျွမ်းမှုကိုပလူရဲ့အမြန်လန်းမိသက်စခန်းနဲ့ပန်းတီးအမြန်လန်းမိသက်စခန်းတို့ကမင်းငိမ့်သက်ရင်၃စီဒရိမိသက်တပ်ဖွဲ့ဝင်တွေနဲ့တွားရောက်ငိမ့်သက်ခဲ့ပြီးညနေ၄:၅၀မိနစ်ကျော်မှာမင်းငိမ့်သက်နိုင်ခဲ့တယ်လို့သိရပါတယ်။ မော်တော်ယာဉ်မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာလူထိခိုက်မှုမရှိခဲ့ပေမဲ့မော်တော်ယာဉ်တစ်စီးလုံးမီးလောင်ကျွမ်းသွားခဲ့ရတယ်လို့သိရပါတယ်။မီလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီးပန်းတီရဲ့အမြန်လန်းရေစခန်းကရာဇရကြီးပုံမှ285နဲ့အမှုဖွင့်လှစ်ထားပြီးရမောင်းဖြစ်သူကိုဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါရှင်။ကျမနွယ်နွယ်ပါ။